လုံးလာပါဒီနေ့ဗီဒီယိုထဲမှာတော့ Venom ကို stay ရှောင်မှုရှိတဲ့တွေအခန်းတွေကိုဘယ်လိုရှားမလဲဆိုတာကိုဒီဗီဒီယိုထဲနေပြီးတော့ပြပြပြပါမယ်ကျွန်တော်ကတော့အခန်းတွေကိုမရှားပြဘူးဒါပေမဲ့အခန်းတွေကိုဘယ်လိုရှားမလဲဆိုတာကိုပြပြပြလို့ရတယ်ကျွန်တော်ကတော့ဒီ Venom မှာရှိနေတဲ့တခြားတော့အခန်းတွေအားလုံးကို Coder ဆိုတဲ့ application တွေပဲ booking လုပ်ပါတယ်အာတခြား booking လုပ်လို့ရတဲ့ application တွေ website တွေရှိပြီမြဲအ Coder ကတော့စီးတော်လေးတသားပြရတဲ့အကြောင်းကို Coder ထင်းနေပြီပဲကျွန်တော်လုပ်တယ်အဲ့တော့ အဂိုရာဆိုတဲ့ application download ပြဆွဲထားတယ်ဆွဲထားလိုက်ပါပြီးတော့အဲ့ဒီအဂိုရာဆိုတဲ့ application တန်းကြီး booking လုပ်ရတဲ့အခါမှာတည်ထားတဲ့နည်းအချက်၅ချက်ကိုကျွန်တော်ပြပြပေးပါမယ်ပထမဆုံးအရေးကြီးဆုံးချက်ကတော့ကိုယ်နေမဲ့ခံမြူစာကိုတည်ထားဖို့လိုပါတယ်ဒီနံမှာတော့ခံမြူစာတွေအများကြီးရှိတယ်အတိအကတော့ budget ဘယ်လောက်သုံးနိုင်လဲပြီးတော့ဘယ်လောက်ကြာကြာနေဖို့ရှိလဲဆိုတာအရေးဆုံးစဉ်းစားထားပါပေါ့နော်အဲဒီကွာ budget အများကြီးမသုံးနိုင်ဘူးဆိုရင်တော့ဈေးတက်တာလည်းတော့မခံတာပေါ့ တော့အဟောဆယ်ကြီးမှာသွားပြီးတော့နေလို့ရတယ်အဲဒါမှမဟုတ်ကိုယ်ကဘတ်ဂျက်လည်းသုံးနိုင်တယ်ဆိုရင်တော့ဒါတည်တတ်နေဖို့အတွက်အာ home stay တော့အပါမန်ခံမျိုးကြီးစဉ်းစားလို့ရတာပေါ့ဒါပေမဲ့ hotel ခန်းကိုယူတဲ့အခါမှာတကုတ်တိတ်တာစီတင်တာဟာခုနဲ့အဝေးမှာရှိတဲ့နေရာတွေမှာရှိတဲ့ hotel တွေမှာငားမယ်ဆိုရင်အဲ့ဒီမှာရှိတဲ့ hotel တွေကဈေးသက်သာတယ်ဆိုပေမဲ့လည်း အဲ့ဒီဟိုတယ်မျိုးလိုကယ်ရီကဒါအသွဲတွေပဲလာကြတော့ဟိုတယ်ပြည့်ချောင်းလားမိန်းကလေးတွေဆိုတော့အစီအပြေမှာပို့ဖို့ဆိုတော့ကျွန်တော်သတိထားစီတင်ပါတယ်။ဟိုတယ်မှာတိကျခန်းနေခြင်းနဲ့ဆိုရင်တော့လူစီတဲ့နေရာလေးဒါမို့မြို့ထဲမှာရှိတဲ့ဟိုတယ်လေးမှာပဲ၅ပါးလို့မှာရှိပါတယ်။ဒရောမခန်းမနေမယ်ဆိုရင်တညကို၄ဒေါ်လာ၅ဒေါ်လာလောက်နဲ့တစ်လတင်းနေမယ်ဆိုရင်အာ150လောက်ကုန်နိုင်တယ်။အကယ်၍ကိုကအပပန်ခန်းမှာပြည့်တတ်နေမယ်တယောက်ကလေးပဲဆိုရင်တော့တစ်နေ့ကို10ဒေါ်လာနဲ့ဆိုတော့တရအောင်အာတစ်လောက် ဒေါ်လာ300နဲ့400ချားထဲမှာရှိနေတယ်ဗောနော်။ကြည့်အဲ့ဒီပါလီမန်ကတော့တခြားသင်္ကေတရှင်တွေငားနေမယ်ဆိုရင်လည်းခုနတော့မခန့်မှာနေတော့နေတလို့မျိုးပဲခံစားပြရပြရချောင်းတိတ်ပြီးတော့မကွာပါဘူး။အဲ့တော့ဒီမှာအပါမန်ခဏရလဲဈေးအရင်ကြီးတဲ့မှာပါဘူးတွေ့ဘတ်ဂျက်အနေနဲ့ကြည့်မယ်ဆိုရင်10ဒေါ်လာနဲ့20ဒေါ်လာဈားထဲမှာပဲရှိရပြရချောင်းမို့နှစ်ယောက်ရှယ်ပြီးတော့နေမယ်ဆိုရင်ဈေးကတော့တော်တော်လေးတက်တာတယ်။အပါမန်ခဏရရှာခြင်းနဲ့ဆိုရင်တော့အကူတာရဲ့ Home and App ဆိုတဲ့ဘတ်တန်ကိုနှိပ်ပြီးတော့အပါမန်တက်တဲ့ခဏရရှာလို့ရပါတယ်။ အဲ့ဒီမှာကြည့်လိုက်မယ်ဆိုတော့ခန်းနေရ10ဒေါ်လာနဲ့20ဒေါ်လာခြားထဲမှာပဲရှိတယ်ဆိုတော့ဈေးရတော့တန်တယ်လို့ပြောလို့ရတယ်။နောက်တစ်ခုကျွန်တော်တတိပီးနေတာကတော့အာကွာစတေးရှောက်မှာမဟုတ်လို့အခန်းကြီးကိုအဲ့လိုမျိုးတစ်လစာနှစ်လစာလုံးပုံကင်လောက်ထားတာမျိုးမလုပ်စီချင်ပါဘူး။အာကိုပုံကင်လောက်ထားတဲ့ခန်းကကိုနဲ့အဆင်ပြေမပြေဆိုတာမသိနိုင်တဲ့ဖြစ်ရတဲ့ကြောင့်မို့အာအကယ်၍အဆင်မပြေဖြစ်ခဲ့ရင်နောက်ထပ်ပြောင်းလို့ရအောင်လို့ပထမဆုံးစ လာတဲ့အချိန်မှာအခန်းကြီးကိုတပတ်စာတော့မဟုတ်ဘူး၃ဒီ5ရက်စာတော့ပဲ booking လုပ်ထားဖို့တွေ့ဦးလေမှာကျင်ပါတယ်နောက်တစ်ခုက location နဲ့ထည့်စာဖို့ရေးကြည့်ပါတယ်ဘာကြောင့်လဲဆိုတော့ OGB City ကမြို့အခြေကြီးပဲအဲအကဲကို booking လုပ်လိုက်ပြီးမှအခန်းအစီးလက်တာလေးဆိုမဲ့လေတွားရလိုက်ရစမပြေအမျိုးရှိရင်ဒါအစမပြေဖြစ်မယ်ရှောင်းမို့ location နဲ့တခြားလေးစာဖို့ရေးကြည့်ပါတယ်ဗီယက်နမ်မှာတော့ district 24ခုရှိတယ်ဒါပေမဲ့ tourist အများဆိုတော့ မြို့လည်းကောင်အနေရဖြစ်တဲ့ district 1မှာပဲနေကြတာများပါတယ်ဒီကိကောက district 1မှာပေါ့နော်နေလို့အဆင်မပြေလို့တခြားနေရာမှာနေချင်နေဆိုရင်တော့ district 3တပ်ဖို့အာတန်ဆုံညလေးစိတ်နာမှာရှိတဲ့တန်ဘင်း district မှာလည်းအခန်းကြီးရှာပြီးတော့နေလို့ရပါတယ်အခန်းကြီးရှာတဲ့အခါမှာအာ စင်ကာပူကနေခန်းရှာမယ်ဆိုရင်အာခန်းတွေအများကြီးတွေ့မှာလို့ရကြအောင်မို့ဒီဟိုချီမင်စီးတီးရောက်မှာပဲရှာပါလို့ကျွန်တော်မှတ်ချင်ပါတယ်နောက်ခုသတိထားမှာတော့ဈေးနှုန်းဖြစ်ပါတယ်သူပြထားတဲ့ဈေးနှုန်းကတော့ဈေးနည်းတယ်လို့ထင်ရပါမယ်တကယ် check out လုပ်တဲ့အခါကျရင်နောက်ဆုံးပေးမယ်လို့မယ်အစင်ချိုင်အခွန်ခါတွေဆာဗေးကျက်တွေထပ်ပြီးပုံနိုင်ပို့လို့များတော့နေဖြစ်ကြအောင် price filter ကိုလည်း booking blocking မှာတိချာလေးအဲပြောင်းတော့ပို့လို့ပါတယ် ပြီး price feeder ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီဒီအပေါ်မှာပြထားတဲ့အာဒေါ်လာ sign နဲ့ icon တွေနိုင်လိုက်မယ်ဆိုရင်အဲ့ဒီအခန်းစည်းနှုန်းတွေကို screen နဲ့လည်းကြည့်လို့ရတယ် average per night အခုမှပါတဲ့စည်းနှုန်းအခုမှပါတဲ့စည်းနှုန်းဆိုတော့ရှိတယ်ပေါ့နော်ပြီးတော့အာစည်းနှုန်းပြရတဲ့အခါမှာ VPN တောင်းနဲ့လည်းပြလို့ရတယ်လို့စီမိုဒေါ်လာနဲ့ပြောင်းပြီးတော့လည်းပြလို့ရပါတယ်အဲ့လိုပြောင်းလာမယ်ဆိုတော့ booking လုပ်တဲ့အခါမှာကိုယ်တည်းပို့ပြီးတော့ဆက်ပြပါလိမ့်မယ် ။ခန်းထဲကတော့ကြည့်တော့ဈေးပေါ်တယ်ဒါပေမဲ့စကောင်များဖြစ်နေမလားဆိုတော့ဆိုးရရှိတော့เนาะအဲ့တော့အဲ့ဒါဘယ်လိုလုပ်ရနိုင်လဲဆိုရင်တော့အခန်းဝင်ကြည့်တဲ့အခါမှာသူပြထားတဲ့ location ကိုအတက်ချက်ကြည့်လိုက်ပါတော့လိမ့်စာအပြည့်စုံထည့်ထားလားပြီးတော့အဲဒီလိမ့်စာအပြည့်စုံကို Google ပဲဒါမှမဟုတ်ရင် Grab application တွေကနေပြီးတော့ရှာကြည့်သွားလို့အာရှာလို့တွေ့လာပါတော့သွားလို့အစီအပြေလားဆိုတော့ကျွန်တော်တစ်ချက် confirm လုပ်ရတယ်နောက်တစ်ခုကအဲ့ဒီအခန်းကြီးရဲ့အောက်မှာထည့်ပေးထားတဲ့ ratings and review ပေါ့နော်တစ်ချက်ဖတ်ကြည့်လိုက်မယ်ဆိုရင်အခန်းအစီအပြေနိုင်မလားဆိုတော့လည်းကျွန်တော်တို့ကြိုပြီးတော့အာကြည့်ထားလို့ရပါတယ် အဲ့တော့ကျွန်တော်ခုပြောရပေးခဲ့တဲ့အချက်၅ချက်ပြထားတယ်ဆိုရင်တော့ water booking ဘယ်လိုမှအကူညီတောင်းဆိုမလို့ဘယ်နဲ့ကိုယ်တိုင်လုပ်လို့ရပါတယ်။အကေကိုလုံထားတဲ့အခန်းအစိမ်းမပြေခဲ့တဲ့ရှိတော့တော့မှရှုံးစရာမလိုဘဲနဲ့တခြားအခန်းတွေကိုထပ်ပြီးတော့ပြောင်းဖို့ရနိုင်ရပြဲကြောင့်မို့အစီအပြီးလိုက်မယ်လို့ထင်ပါတယ်။ဒီ Hoji Mi City မှာ booking လုပ်ရတဲ့ပတ်သက်ပြီးတခြားသိချင်တာရှိတယ်ဆိုရင်လည်းဒီ video ရဲ့ comment ထဲမှာအမှန်ပြခဲ့လို့ရပါတယ်။ video ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးပါ။